မင်္ဂလာပါရှင်။မနေ့ကနိုဝင်ဘာလ22ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတွေကိုပြန်ပြီးစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။အရင်ဦးဆုံးအနေနဲ့မြန်မာပြည်တွင်းတွေကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါ။မြန်မာနိုင်ငံကထင်ရှားတဲ့ကပြားဆရာကြီးကိုလေးအင်းဝဂုံဟောင်းဒီနေ့နိုဝင်ဘာလ22ရက်မနက်ပိုင်းမှာကွယ်လွန်သွားခဲ့ပါတယ်။ကပြားဆရာကြီးကိုလေးအင်းဝဂုံဟောင်းမန္တလေးမြို့မှာဆေးကုသမှုခံယူနေစဉ်ဒီနေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ရန်ရည်သူမိသားစုနဲ့အစားပေးအတိုင်းအဝိုင်းကအတည်ပြုပါတယ်။သူဟာဆေးကုသမှုခံယူနေတာကြားပြီးဖြစ်ပြီးဒီမနက်မှဆုံးပါသွားတာလို့မိသားစုနဲ့နေဆက်သူတူကပြောပါတယ်။ဆရာကြီးရဲ့နာရီကိုနိုဝင်ဘာလ23ရက်နေ့လယ်တနာရီမှာတတဦးနေအိမ်ကနေတတဦးတုတ်တန်ကိုပို့ဆောင်ပြီးမိတကြုံမယ်လို့သိရပါတယ်။ဆရာကြီးကို1936ခုနှစ်ဩဂတ်လ17ရက်မှာမန္တလေးတိုင်းတတဦးမြို့နယ်အင်းဝါမြို့ဈေးကျိုပပေးတန်းရက်မှာမွေးဖွားခဲ့ပါတယ်။ မွေးချင်း၃ယောက်ထဲမှာအကြီးဆုံးသားလည်းဖြစ်ပါတယ်1940နဲ့1945ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းမန္တလေးကနေအင်းဝကိုစစ်ဆောင်ပြေးလာတဲ့ MA ဒေါအောင်မန္တလေးအမျိုးသားကျောင်းဆရာတွေနဲ့ဖခင်ဦးချုံတို့တည်ထောင်တဲ့အင်းဝကွန်ရီကျောင်းမှာပညာသင်ခဲ့ပါတယ်ဆရာကြီးဟာဆက်နမတန်းကစတင်ပြီးကြပြားတွေရေးသားခဲ့တာပါ1952ခုနှစ်မှာစကိုင်းမြို့အထက်တန်းကျောင်းမှာပညာဆက်လက်သင်ယူခဲ့ပြီး1953-1954ပညာသင်နှစ်မှာတော့ တတဦးမြို့မှာအထက်တန်းကျောင်းဖွင့်လို့ပြောင်းရွှေ့ပညာသင်ယူခဲ့ပါတယ်1954ခုနှစ်မှာတက္ကသိုလ်ဝန်ထမ်းအောင်မြင်ခဲ့ပြီး1954ခုနှစ်ကနေ1959ခုနှစ်ထိမန္တလေးတက္ကသိုလ်မှာပြူအားဆိုင်ယံဘာသာတွဲကိုအင်တာပတ်ပြီးအထိသင်ယူခဲ့ပါတယ်မန္တလေးတက္ကသိုလ်မှာစကိုင်းတိုင်းအသင်းညာနာဘလောက်မှုအဆောင်များစာကြည့်တိုင်းမှုမန်တက္ကသိုလ်ကလောင်ရှင်အသင်းတို့မှာပေါင်းဝင်လှူရှားခဲ့ပါတယ်1960ပြည့်နှစ်ကနေ1968ခုနှစ်အတွင်း ဒဒဦးမြို့တောင်မလူးကျောင်းနဲ့ဒဒဦးမြို့မြင်းငူရွာအလေတန်းကျောင်းတို့မှာအမှုထမ်းခဲ့ပါတယ်1952ခုနှစ်ဩဂတ်လထုပ်မန္တလေးမြမလန်းစင်တည်င်းဆောင်မှာကျွန်ုပ်တို့ဌာနရွှေအင်းဝကပြစတင်ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရပါတယ်ဆရာကြီးဟာမန္တလေးတက္ကသိုလ်ကျောင်းသားကပြဆရာတွေထဲမှာထင်ရှားသူတစ်ယောက်ပါနမဲကျော်ကပြဆရာတွေဖြစ်ကြတဲ့တင်မိုးမောင်စွမ်းရည်ကြီးအောင်တို့နဲ့တူကပြတမူးကြီးလေးဦးအဖြစ်တင်စားခံခဲ့ရပါတယ်1965ခုနှစ်မှာတော့ လမ်းတစ်ကဗျာများစာအုပ်နဲ့အမျိုးသားစာပေကဗျာပထမဆုံးရရှိခဲ့ပါတယ်။ဆရာကြီးဟာ1990ခုနှစ်မှာကဗျာရှင်၅ဦးစုစည်းမှုနဲ့နေဒီ၅တွယ်ကဗျာရှင်စာအုပ်2012မှာမွန်တဲအမီကဗျာစာအုပ်တွေအသီးသီးထုတ်ဝေခဲ့ပါတယ်။ဆရာကြီးဟာ1965ခုနှစ်မှာလမ်းတစ်ကဗျာများစာအုပ်နဲ့အမျိုးသားစာပေစု2012မှာမွန်တဲအမီကဗျာစာအုပ်နဲ့တော်ဖျားလေးကဗျာစု2014ခုနှစ်မှာအမျိုးသားစာပေတသက်တာစု အလင်းကားကြောစွာဆုတို့ချင်းမြက်ခံခဲ့ရပါတယ်။ဆရာကြီးဟာ1958ခုနှစ်မှာဆရာမဒေါ်ညွညွနဲ့အိမ်ထောင်ကျပြီးတဲ့နောက်သားသမီး9ဦးထွန်းကားခဲ့ပါရှင်။ကရင်နီပြည်နယ်ဘော်လကဲမြို့နယ်မှာစစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်ကတပ်သားတဦးအလင်းဝင်လာတယ်လို့ကရင်နီတပ်မတော် KA တပ်ရင်းကတာဝန်ရှိသူက People's Spin ကိုပြောပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားဟာပြီးခဲ့တဲ့သတင်းပတ်ကရူဆိုနဲ့ဘော်လကဲမြို့ကြားရှစ်တန်းတနေရာမှာကရင်နီတပ်မတော်စီလက်နက်နဲ့အတူအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ သူဟာစစ်ကောင်စီရဲ့ခမရ931တပ်ရင်းကဖြစ်ပြီးစစ်မှုထမ်းသက်3နှစ်ဝန်းကျင်သာရှိသေးတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာဖရူโซဘောလခဲလမ်းမကြီးကိုထိန်းချုပ်ဖို့လွန်ခဲ့တဲ့နှစ်လကလေးကကြိုးပမ်းနေတာဖြစ်ပါတယ်။ဒါပေမဲ့အထူးခိုက်တိုက်စုံးမှုများပြီးအဲ့ဒီလမ်းပိုင်းကိုလည်းမထိန်းချုပ်နိုင်သေးဘူးလို့ဆိုပါတယ်။ဖရူโซမြို့နယ်မှာစစ်ကောင်စီရဲ့အမှတ်ဆက်လေးတမ်းမြစ်အစ်စ်ရေးလေ့ကျင့်ရင်ကြောင့်ခမရ931နဲ့ခမရ428တပ်ရင်းတွေရှိပြီး စစ်ကောင်စီဟာအမတ်ဆက်လေးတမ်းမြင့်အဆင့်ရေလက်ချင်ရင်ကြောင့်ပတ်ဝန်းကျင်မှာပဲရှိနေသေးတယ်လို့ဂရနီတက်မတော်တရင်ကားတဝန်ရှိသူကပြောပါတယ်။ဗော်လက်ခဲမှာလည်းစစ်ကောင်စီအခြေချအစစ်ဖြူဟာအပြင်ခမာယာ429ခမာယာ430နဲ့ခလာယာ339တရင်တွေရှိပြီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်ရဘခလက်အောက်ခံတရင်တွေရောက်နေတယ်လို့လည်းသိရပါတယ်။ဂရနီပြည်နယ်ဖရူဆိုထားလဲနန်းဖဲဗော်လက်ခဲလက်မကြီးမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်အဲ့ဒီလမ်းပိုင်းကိုအတုံးမပြုတ်ဖို့ ကရင်နီအမျိုးသားမြောက်ကောက်ွယ်တပ် KNDF ကထုတ်ပြန်ထားပါရှင်။မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကဒေသခံတွေဟာမန္တလေးမြို့ဘက်ကိုစစ်ပေးရှောင်နေကြရပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ရွာလုံးကျွနီးပါးပျက်စီးနေပြီလို့ဒေသခံတွေကသိရပါတယ်။စစ်ကောင်စီဟာနိုဝင်ဘာလဒုတိယပတ်အတွင်းမှာ၃ရက်စတိုင်စင်ကူးမြို့နယ်ကိုလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်မတရားမြို့နယ်ကနေစစ်ပေးလာရှောင်သူ၉ယောက်တိုက်ဆုံးခဲ့ပြီးတရာဇင်လောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပြင်လက်ပံလာကြီးရွာကိုဇက်တိုက်လေချောင်းတိုက်ခိုက်နေတာကြောင့်ဒေသခံတွေစစ်ပေးရှောင်လာကြတယ်လို့သိရပါတယ်။ကြောင်မြောင်းမြို့အခြေဆိုင်စစ်ကောင်စီတပ်ကလည်းစင်ကူးမြို့ပေါ်ကို drone တွေနဲ့ဘုံလာချနေပြီးမြေပြင်ကနေထိုးစစ်ဆင်နေတာလည်းရှိတယ်လို့ဒေသခံတူကပြောပါတယ်။ကြောင်မြောင်းမြို့နဲ့စင်ကူးမြို့တို့ဟာအေယာဝတီမြစ်တာချပြီးဟိုဘကန်ဒီဘကန်မှာရှိကြတဲ့မြို့တွေဖြစ်ပါတယ်။လက်ပံလာကြီးရွာဟာလေချောင်းတိုက်ခိုက်ခံရမှုကြောင့်ရွာပြက်ကြီးလို့ဖြစ်နေတယ်လို့ဒေသခံတချို့ကပြောပြပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်ကမတရားမြို့နယ်မြောက်ဘက်ချမ်းကရင်းနှီးသားကြေးရွာမှာတက်ဆွဲထားပြီးစင်ကူးမြို့နယ်အဆက်ထိနှီးကပ်နေပြီလို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF နဲ့မဟာမိတ်တပ်တွေကစင်ကူးမြို့နယ်မြို့နယ်တစ်ခုလုံးကို2024ဇူလိုင်မှာသိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါရရှင်။စကိုင်းတိုင်းမွန်ရွာမြို့နယ်မှာစစ်ကောင်စီတပ်ကဂျိုင်ရိုကော့ပတာနဲ့လေကြောင်းတိုက်ခိုက်ခဲ့လို့ကလင်းငယ်နှစ်ဦးအပါအဝင်မိသားစုဝင်၃ဦးသေဆုံးခဲ့တယ်လို့ဒေါ်လင်းအင်အောက်စုတွေကပြောပါရတယ်။ ဒီနေ့နိုဝင်ဘာ22ရက်မနက်7:45မိနစ်ဝန်းကျင်ကမောင်ရွာမြို့နယ်ကျေးရွာတရွာမှာစစ်တပ်ကဂျိုင်ရိုကော့ပတာနဲ့လေကြောင်းတက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ3ဦးသေဆုံးသွားခဲ့တာလို့မောင်ရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တောင်းဝန်ရှိသူကပြောပါရယ်အဲ့ဒီတက်ခိုက်မှုကြောင့်9နှစ်အရွယ်ကလေးငယ်တူ7နှစ်အရွယ်ကလေးငယ်တူနဲ့အသက်30အရွယ်အမျိုးသားတူတို့နေရောင်မှာတင်ဦးခေါင်းတွေပွင့်ထွက်ပြီးသေဆုံးခဲ့တယ်လို့မောင်ရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါရယ် ေဆုံးသူ၃ဦးဟာမိသားစုဝင်တွေလို့လည်းသိရတာပေါ့တေဆုံးသူ၃ဦးဟာနေအိမ်တလုံးထဲမှာတယောက်နဲ့တယောက်မလန့်မကန့်အနေထားနဲ့ရုပ်ပြက်ဆင်းပြက်တေဆုံးနေတာကိုတပ်ပေါ်မှတ်တမ်းတွေမှာတွေ့ရပါတယ်လက်တလုံးလုံးကျုံရေးအခြေအနေရောက်တက်ခိုက်ခံရတဲ့ကြေးရွာအမျိုးကိုဒေါ်လေးအင်အားစုတွေကဖြေချလိုခြင်းမရှိသေးပါဘူးလေကြောင်းတက်ခိုက်ခဲ့တဲ့ဂျယ်ရိုကော့ပတာအပောင်ဝင်၃စီဟောင်းမောင်ရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ထအနာချုပ်နာမခကနေတက်လာပြီးနာမခနဲ့ခုနှစ်မိုင်းအမြောက်တက်တဲ့တမိုင်းတက်တော်ဝေးတဲ့ကြီးရွာကို ဘုံဒီချတက်ခတ်ခဲ့တာဖြစ်တယ်လို့မုံရွာမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့ကပြောပါတယ်စစ်ကောင်စီတပ်ဟာရွေးကောက်ပွဲနီးကပ်လာချိန်မှာလေကြောင်းတက်ခတ်မှုတွေအရှိန်မြင့်လာပြီးမန္တလေးစကိုင်းမကွေးတိုင်းထက်ကတော်လရေးအားကောင်းတဲ့ဒေသတွေကိုလေကြောင်းတက်ခတ်မှုတွေခက်စစ်စိတ်ပြုလုပ်နေတာဖြစ်ပါတယ်ရှင်အခုဆက်လက်ပြီးတော့ကမ္ဘာတဝန်းကဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ဒူဘိုင်းလေကြောင်းပြပွဲမှာအိန္ဒိယတက်လျင်ပြတ်ချခဲ့တဲ့ဖြစ်စဉ်အတွက်စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီလို့သိရပါတယ် နိုဝင်ဘာလ22ရက်နေ့ကအရက်ဆော်ဝါမြပြည်တော်စု UAE နိုင်ငံရဲ့ဒူဘိုင်းမြို့ကလေကြောင်းပြပွဲမှာပေါဝင်ပြန်တန်းရင်းအိန္ဒိယပြည်တွင်းဖြတ်တက်လျင် HAL ထိကျက်တစီပြတ်ကျခဲ့တာပါအဲ့ဒီဖြစ်စဉ်မှာလေရင်မှုတိတ်ဆုံးခဲ့ပါတယ်လေရင်ပြတ်ကျတဲ့နေရာမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပြီးမိခိုးလုံးတွေထိုးတက်လာတာကိုအဝေးကနေမြင်တွေ့ခဲ့ရပါတယ်လေကြောင်းပြပွဲကိုရောက်ရှိနေတဲ့အပရိသတ်တွေဟာအဲ့ဒီထိတ်လန့်စရာမြင်ကွင်းကြောင့်အကြီးအကျယ်တုန်လှုပ်ခဲ့ကြပါတယ်အိန္ဒိယလေတပ်က ထေချက်တက်လျင်ပြတ်ကျမှုအတွင်းလျင်မှုတိတ်ဆုံးခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။တိတ်ဆုံးသူရဲ့မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနေကြောင်းလေတက်ကထုတ်ပြန်ထားပြီးလျင်ပြတ်ကျရတဲ့အကြောင်းရင်းကို UAE ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့အတူစမ်းစစ်ရှာဖွေနေတယ်လို့လေတက်ကကြေညာခဲ့ပါတယ်။လျင်မပြတ်ကျခင်ရပိုင်းတို့ကဒူဘိုင်းကိုရောက်နေတဲ့ထေချက်တက်လျင်၃စီးတက်ကတစ်စီးမှာ CEO နေတယ်ဆိုတဲ့အတ္တပုံတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ပြတ်ကျခဲ့တဲ့လေရင်ကတော့စီယိုခဲ့တဲ့လေရင်မဟုတ်ဘူးလို့ဆိုပါတယ်။လေရင်ပြတ်ကျခဲ့တဲ့အကြောင်းရင်းကိုအတိအကျမသိရသေးပေမဲ့လေရင်မူဟာအနိုင်ပိုင်းမှာလေရင်ကိုရုတ်တရက်လမ်းကြောင်းပြောင်းပြန်တန်းတဲ့အချိန်ရုတ်တရက်အင်ဂျင်ရက်တဲ့ store ဖြစ်စနဲ့ကြုံသွားခဲ့တာဆိုတဲ့ယူဆမှုတွေရှိနေပါတယ်။လေရင်ပြတ်ကျမှုပြီးတနင်္ဂနွေခွဲလောက်အကြာမှာတော့လေကြောင်းပြပွဲကိုပုံမှန်အတိုင်းဆက်ပြီးကျင်းပခဲ့ပါတယ်။ထိကျချောင်းအိန္ဒိယရဲ့ပြည်တွင်းဖြစ်တက်လျင်ဖြစ်ပြီး Hindustan Aeronautics Limited ကတာဝန်ယူထုတ်လုပ်ထားတာပါ။အဲ့ဒီအင်ဂျင်သလုံးတက်အပေါ်စာတက်လျင်တွေကိုအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကရောက်ထပ်68စီမှယူထားပြီး2029ခုကစလို့တတုပ်ချင်းစီလက်ခံရရှိမှာပါ။အိန္ဒိယဟာ2021တုန်းက Tejas တက်လျင်80စီကိုမှယူထားပေမဲ့လက်တွေ့တင်ပို့မှုအပိုင်းမှာနှောင့်နှေးမှုတွေကြုံနေသေးပါ။အကြောင်းအရင်းကတော့လေယာဉ်ရဲ့အင်ဂျင်တွေကို American ကနေမှယူတင်သွင်းရပေမဲ့ ပစ္စည်းပြတ်လတ်မှုတွေဖြစ်ပေါ်နေတာကြောင့်လို့သိရပါတယ်ရှင်။တရုတ်ကိုဒေါသပုံထားစီတဲ့သူ့ရဲ့အငင်းပွားစရာမှတ်ချက်စကားကိုပြန်ရုပ်သိမ်းဖို့ဂျပန်ဝန်ကြီးချုပ်ကအငင်းဆိုသွားခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကသာကျူးကျော်တိုက်ခိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တွေဆဲလို့မယ်လို့အတိအပယ်ရတဲ့မှတ်ချက်စကားကိုနိုဝင်ဘာလ9ရက်နေ့တုန်းကဂျပန်လွှတ်တော်မှာဝန်ကြီးချုပ်ဆန်နအေးတက်ကအီချီကပြောကြားသွားခဲ့ပါတယ်။တရုတ်ဟာအဲ့ဒီစကားအပေါ်မကြေမနက်ဖြစ်ပြီးတန်တမာရေးစီးပွားရေး ကုန်သွယ်ရေးနည်းလမ်းတွေနဲ့ဂျပန်ကိုဖိအားပေးခဲ့ပါတယ်။ဒါ့အပြင်ဂျပန်တန်အမတ်ကြီးကိုပါဆင့်ခေါ်ပြီးဝန်ကြီးချုပ်ရဲ့အမတ်ချက်နဲ့ပတ်သက်လို့တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ပြဿနာတွေဖြစ်နေတဲ့အခြေအနေမှာတကာအီချီကစကားအပြောအဆိုကိုပိုပြီးထိန်းသိမ်းခဲ့တယ်လို့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့လည်းနောက်ဆက်တွဲမှတ်ချက်ပေးတာတွေမရှိခဲ့ပါဘူး။နိုဝင်ဘာ22ရက်နေ့မှာတော့သူဟာတောင်အာဖရိကနိုင်ငံမှာ G20 ထိပ်သီးညီလာခံတက်ရောက်ဖို့မထောက်ခွာခဲ့။သတင်းထုတ်တွေနဲ့တွေ့ဆုံပြီးဒီကိစ္စအကြောင်းစကားနည်းနည်းပြောခဲ့ပါတယ်။ ဒေါက်ကာအီချီအနေနဲ့သူပြောခဲ့တဲ့မှတ်ချက်စကားကိုပြန်ရုပ်သိမ်းစေဖို့တရုတ်ကအတောင်းဆိုထားပေမဲ့ဝန်ကြီးချုပ်ကတော့သူစကားကိုရုပ်သိမ်းဖို့အငြင်းဆိုသွားပါတယ်။ဂျပန်ရဲ့ရက်တည်မှုကိုထိပါချင်းချောက်ခံလာရပြီလို့ယူဆရင်အစိုးရဟာရနိုင်သမျှသတင်းအချက်အလက်အားလုံးအပေါ်မူတည်ပြီးအချိန်နဲ့တပြေးညီအတင်းတော်ဆုံးဆုံးဖြတ်ရွေးချယ်မှုတွေကိုလှုပ်ဆောင်မှာဖြစ်ကြောင်းဒီအကြောင်းကိုသူကိုယ်တိုင်အချင်းချင်းရှင်းပြခဲ့ပြီးဖြစ်တယ်လို့ဂျပန်အစိုးရရဲ့သဘောထားဟာပြောင်းလဲသွားမှာမဟုတ်ကြောင်းဒါကာအီချီကဆိုပါတယ် တရုတ်ဟာထိုင်ဝမ်ကိုပိုင်တဲ့နေမြေတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်အင်အားသုံးတက်ခတ်တန်းယူမယ်လို့ချင်းချောက်ထားပါတယ်။ဒီတော့အဲ့ဒီအခြေအနေမျိုးဖြစ်လာရင်ဂျပန်ကတက်တွေဆစ်လွတ်ပြီးကူညီမယ်ဆိုတဲ့သဘောထားမျိုးတက္ကအီချီပြောဆိုခဲ့တာဟာတရုတ်အပေါ်ရန်လိုတဲ့သဘောထားကို ပြသလိုက်တာလို့တရုတ်ကဆက်ဆဲခဲ့ပါတယ်။တက္ကအီချီကသူ့ရဲ့သဘောထားကတော့ဂျပန်တရုတ်ဆက်ဆံရေးကိုတတိယအယောက်မြင့်တင်သွားဖို့ဖြစ်ပြီးဒီအကြောင်းကိုပြီးခဲ့တဲ့လကတောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင့်ဖြစ်တဲ့တွေးဆုံတုန်းကလည်း အတိပေးခဲ့သေးတယ်လို့ဆိုပါတယ်။သူကအရှိကိုပြောခဲ့တဲ့အတိုင်းနိုင်ငံကြားမှာအပြန်အလှန်ကောင်းကျိုးဖြစ်ထွန်းစေမယ့်အပြုသဘောဆောင်တဲ့ဆက်ဆံရေးမျိုးတည်ဆောက်ခြင်းကြောင့်ဂျပန်ဘက်ကတော့အဲ့ဒီရည်တည်မှုကိုလုံးဝမပြောင်းလဲကြောင်းသူကပြောကြားသွားပါတယ်ရှင်။မိခင်ဖြစ်သူရဲ့အိတ်ခန်းကိုရှင်းလင်းရင်မတော်တဆရှာတွေ့ကြတဲ့စူပါမန်ရုပ်ပြအဆောက်အုံဟောင်းတစ်ခုကနေအမေရိကန်ကညီအကို300ဟာဒေါ်လာ6000လောက်ရရှိသွားကြပါတယ်။ပြီးခဲ့တဲ့နှစ်ခရစ်စမတ်တုန်းက အဲ့ဒီညီကိုတွေဟာကွဲလွန်သူမိခင်ရဲ့အိတ်ခန်းတွေကဟောင်းနွမ်းနေတဲ့သတင်းစာတွေတခြားပစ္စည်းတွေကိုရှင်းလင်းရင်းမျောလင့်မထားတဲ့ယေသနာတိုက်ကိုရှာတွေ့ကြတာဖြစ်ပါတယ်1939ခုနှစ်တုန်းကဝယ်ယူထားခဲ့တဲ့စူပါမန်ရုပ်ပြစာအုပ်ရဲ့ပထမဆုံး copy တွေထဲကတအုပ်ကိုသူတို့တွေတွေ့ရှိခဲ့တာပါအဲ့ဒီစာအုပ်ကို လေလံတင်ရောင်းချခဲ့တဲ့အခါမှာတော့ဒေါ်လာ6.1တန်းရရှိခဲ့ပါတယ်တက်ဆက်ပြည်နယ်မှာရှိတဲ့ heritage လေလံဌာနရဲ့နိုဝင်ဘာ20ရက်နေ့လေလံပွဲမှာအဒီစူပါမန် H1 ဆောင်းလေးကအမကန်ဇင်းတို့မျိုးထိရရှိကြတာဖြစ်ပါတယ်။အဒီဆောင်းကိုသတင်းစာတွေကတ္တုဘုံကွန်တွေပြနေတဲ့အောက်ကပင်ကူအိမ်တွေကြားမှာရှောက်တွေ့ကြတာလို့ညီကို၃ယောက်ကဆိုပါတယ်။သူတို့ဟာလေလံဌာနနဲ့အဆက်အသွယ်ရဖို့လောက်ပိုင်းလောက်စောက်ခဲ့ရပါတယ်။နောက်တော့လေလံဌာနရဲ့ဒုတိယဥက္ကဋ္ဌလွန်အလန်ကိုတိုင်သူတို့ရဲ့နေအိမ်စီတွားရောက်ခဲ့ပြီးစာအုပ်ကိုစစ်ဆေးခဲ့ပါတယ်။ နာမည်ထုံမပြောတဲ့အညီကိုသုံးရဟောင်းအသက်60နဲ့60အရွယ်ကြားတွင်ဖြစ်ပါတယ်။သူတို့ရဲ့မိခင်ကသူ့မှာတံပိုးကြီးတဲ့ရုပ်ပြစာအုပ်တွေစုဆောင်းထားတာရှိတယ်လို့ပြောဖို့ပေမဲ့သူတို့ကိုဘယ်တော့မှထုံမပြခဲ့ကြောင်းအလန်ကဆိုပါတယ်။ Heritage ရဲ့အဆိုအရဂွယ်လွန်ခဲ့သူအမျိုးသမီးကြီးဟာသူ့အကိုနဲ့တူကမ္ဘာစီးပွားရေးဆိုးရွားရွားကြာဆင်းမှုကာလ The Great Depression နဲ့ဒုတိယကမ္ဘာစစ်အစောပိုင်းကာလတွေတုန်းကရုပ်ပြစာအုပ်တွေဝယ်ယူစုဆောင်းထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီရှာတွေ့ကြတဲ့စူပါမန်ရုပ်ပြဟာအရန်ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတဲ့အခြေအနေမျိုးရှိနေတာကိုတွေ့ကြရပါတယ်။ကမ္ဘာကျော်စူပါဟီးရိုးဇာတ်ကောင်စူပါမန်ကိုစတဲ့မိတ်ဆက်ကြတဲ့1938ခုနှစ်ထုတ်နောက်ထပ်ရုပ်ပြဆောင်းအုပ် copy တအုပ်ကိုမနစ်တုန်းကလေလံတင်ရမှာဒေါ်လာ6သန်းရရှိခဲ့ပါတယ်။အဲ့ဒီဆောင်းကိုဝယ်ယူခဲ့တဲ့အချိန်ဟာမြေအကို၃ရောက်ရဲ့မိခင်ဖြစ်သူဝယ်ယူစုဆောင်းခဲ့တဲ့တုန်းကထက်တစ်နှစ်ပိုစောခဲ့ပေမဲ့ဆောင်းအုပ်ရဲ့အခြေအနေကတော့ နည်းနည်းပိုပြီးယိုယွင်းနေတယ်လို့သိရပါတယ်ရှင်။ဒီ boss ping ကတင်ဆက်ပြီးတဲ့သတင်းလေးကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။